အငယ်ချင်းတယောက်ကပြောတယ်။သူ့အမျိုးသားကမစွမ်းဆောင်နိုင်တော့လို့မလုပ်ရမလဲတဲ့။ကျမက သူ့အမျိုးသားအတွက်တဘာဝနီလန်လေးတစ်ခုပေးလိုက်ပါတယ်။တလားလောက်နေတော့အဆင်ပြေသွားလို့အကျိစုတင်တဲ့အကြောင်းလက်ဆောင်တွေပေးပြီးလာပြောသွားပါတယ်။ဒီစင်းလေးလေးကိုဒီဗီဒီယိုမှာညဝေပေးထားပါတယ်။ဒီစင်းလေးကအမျိုးသားတဲ့အတွက်မသိရင်မဖြစ်တဲ့အရေးကြီးတဲ့စင်းလေးပါလို့ရတာလဲလက်ကူပါတယ် က်ကြီးအားလုံးမင်္ဂလာပါရှင်စနိုးရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့အိမ်ထောင်တဲ့တိုင်းတိထားတဲ့တဘာဝအတိုင်းစွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တဲ့စီးနီးအကြောင်းကို မျှဝေပေးပါမယ်ဒီနည်းလမ်းကအကောင်ချတက်တာပြီးတကယ်ထိရောက်တာကြောင့်အင်မတန်အတုံးဝင်ပါတယ်အဲ့ဒါကတော့ဟင်းနှုတ်နယ်မြစ်ပါ ဟင်းလူနယ်မြေဟာတခြားစီးဖက်ဝင်အပင်တွေလိုပဲအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။အိမ်ထောင်တဲ့အမျိုးသားတွေအတွက်မရှိမဖြစ်လက်ဆွဲတော်အပင်တစ်မျိုးပါ။အိမ်ထောင်ရေးဒုက္ခကိယဝစီဖို့ဟင်းလူနယ်ပင်ကအများကြီးကူညီနိုင်ပါတယ်။သူကို အရင်နဲ့ဆိုင်ပြီးတောက်တုံးမယ်ဆိုရင်ခန္ဓာကိုယ်ကိုတကယ်ပဲအားဖြည့်ပေးနိုင်ပါတယ်။အထူးသဖြင့်အမျိုးသားတွေအတွက်ခွန်အားပြီးလမ်းဆန်းစေတာပါ။ဒါပေမဲ့အလုံးအကျုံမတုံးဖို့တော့လိုအပ်ပါတယ်။ ဒီနီလန်ကအစွမ်းထက်သလိုလိုရတာလွယ်ကူပြီးကုန်ကြစိတ်အမတန်နေပါလေဒီအရက်မှမဟုတ်ပါဘူးဘေဟာမစိုးတန်စီလူမင်းဖြစ်တတ်လို့ပါစီဖော်ဆက်နီကို ပြောပြပါမယ်ဟေးနုလွယ်မြင့်အရက်အစိမ်းကြီးလုံနီကလွယ်ပါလေဟေးနုလွယ်မြင့်ကိုနေလန်းပြီးအချောက်ခံပါဘလောက်လမ်းရမယ်ဆိုတာ မရှိပါဘူးကိုအသုံးပြုချင်တဲ့လောက်နေလန်းထားပါနော် အမြစ်တွေခြောက်သွားပြီဆိုရင်ဖန်ပလင်းတဲကိုထည့်ထားပြီးလေလုံအောင်ပိတ်ထားပါဒီနေရာမှာတတိထားရမှာကရေတန့်ဘူးလို့ပလတ်စတစ်ဘူးတွေကိုအသုံးပြုရင်လည်းရပါတယ်ဒါပေမဲ့ဖန်ပလင်းကိုအသုံးပြုတာကအနိတင်ပိုကောင်းစေတာပါအဲ့ဒီပလင်းထဲကိုအရက်ဖြူတဘာဝအချက်အရက်ကိုဟင်းမှုနဲ့အမြင့်တွေမြောက်တဲ့အထိလောင်းထဲပါ ပေါ်တုံးရမှာအစင်ပြေစေဖို့နဲ့အာနိသင်ပိုရှိစေဖို့ကြားရည်ကို လိုတလောက်ထည့်လို့ရပါတယ်။တာရတာအစင်ပြင်ချင်ရင်ညများထည့်ပါ။အရက်ကြိုက်သူများကတော့အနည်းငယ်ပဲထည့်လို့ရပါတယ်။အဓိကအရေးကြီးတာက အရက်ပါနော်။အရက်ကတဘာဝချက်အရက်ဆစ်ဆစ်ဖြစ်ရပါမယ်။ဆန်အရက်၊ထညက်အရက်ဘာဖြစ်ဖြစ်ရပါတယ်။ဒီစီပလင်းကိုတပတ်ခန့်စိန်ထားပြီးရင်တောက်တုံးဖို့အဆင်ပြေဖြစ်နေပါပြီ။ ။မကြာခဏနေအောင်ခြေအောက်မှာထားပေးနိုင်ရင်ပိုကောင်းတယ်လို့ပြောကြပါရစေ။တောက်တုံးလေးနဲ့ထူချတဲ့အစွမ်းများလက်တစ်ပတ်ညနေတစ်ပတ်နဲ့အစ်စ်အစ်စ်များတောက်အောင်တောက်ပါ။အများကြီးမတောက်ဖို့အတိပြုပါ။ထူချတဲ့အစွမ်းတတိအာနိတဲ့များခန္ဓာကိုယ်ကို အာအင်ပြေဝစီပြီးလမ်းဆန်းတကြစီပါတယ်အထူးသဖြင့်အိမ်ထောင်တဲ့အမျိုးသားများအတွက်စိတ်သွားတဲ့ကိုပါစီတဲ့အစွမ်းထက်စေပါဒီစီမီလန်ကရိုးရှင်းတဲ့ရိုးရာစီဖြစ်ပေမဲ့တကယ်ကိုအစွမ်းထက်ပါတယ်ကို့ခန္ဓာကိုယ်ကိုအာဖြစ်ချင်နေဆိုရင်အိမ်မှာဆန်းလုံးကြည့်လို့ရပါတယ်အိမ်ထောင်တဲ့တိုင်းအတွက်မရှိမဖြစ်စောင်းထားတဲ့စိတ်တမျိုးပါနောက်ပြီးတဘာဝအစီဖြစ်တာကြောင့်ဘေးထွက်ဆိုးကျိုးမရှိပါဘူးနော် ဈေးကွက်ထဲမှာရှိတဲ့အင်္ဂလိပ်ဆွေတွေကပိုပြီးထိရောက်မှုရှိတယ်ဆိုပေမဲ့ဘေးထွက်ဆိုးကျိုးအင်မတန်များပါတယ်။တခါတလေအတုံးပြူတာလောက်ပဲအဆင်ပြေပါတယ်။အင်ထောင်တေဒီရဲ့နေ့စဉ်တောင်းနေရင်တော့ငွေကြီးကုန်ကြမှုများပြီးဆိုးကျိုးတွေကိုဖြစ်စေပါတယ်။ကျန်းမာရေးကိုထိခိုက်စေပါတယ်။ကျန်းမာရေးကနေတစဉ်ဈေးရုံစည်းခန်းကိစ္စတွေပါလာရင်အကုန်ကျများပြီးတော့ကိုယ်ခန္ဓာစိတ်ခန္ဓာလည်းမထောင်းတာပါဘူး။ ဒါကြောင့်ခုပြောပြတဲ့တဘာဝနီလန်းကိုအသုံးပြုကြပါလို့အကြံပြုပြစေရှင်။တခြားညအတိမိတ်ဆွေတွေအတွက်ဒီအကြောင်းအရာကိုပြန်လည်မျှဝေပေးပါအောင်နော်။နောက်ထပ်ခုလိုအကြောင်းအရာတွေကိုရှာဖွေမျှဝေပေးပါအောင်မယ်ရှင်။ဂျေဇူးထူးတင်ရှိပါတယ်ရှင်။